မြတ်စွာဘုရား6နှစ်ပတ်လုံးတရားကျင့်ခဲ့တဲ့ဥရုဝေလတော်အဲ့ဒီဥရုဝေလတော်ထဲမှာယသိ900ရှိအဲ့ဒီယသိ900ကဘာအကျင့်ကျင့်နေတာတုံးဆိုလို့ရှိရင်မိပူဇော်တဲ့အကျင့်ကိုကျင့်တာအေးမိပူဇော်တယ်ဆိုတော့ဘုန်းကြီးတို့ဗမာလူမျိုးတွေအထင်လိုက်မယ်အော်မိပူဇော်တယ်ဆိုတာ ရွှေတကုံဖရာလို့ဖရာကိုရည်စူးပြီးတော့မိတွေထွန်းပြီးတော့ပူဇော်တယ်လို့ဒီလိုအောင်းမိလိုက်တယ်နော်သူတို့မိပူဇော်တာကဒီပုံစံမဟုတ်ဘူးမိကိုထိမ့်သိမ့်ပြီးတော့အဲ့ဒီမိထဲမှာမိမငြိမ်းရအောင်ထောပတ်တို့စီဦးတို့ဒါတွေလောင်းထည့်ပေးပြီးတော့မန္တန်တွေရွတ်ကြတယ်မန္တန်ရွတ်လိုက်တဲ့အခါကျတော့ထိုမိကနေတဆင့်တက်ပြီးတော့သူတို့ကိုးကြတဲ့မြမကြီးကိုပူဇော်ပြီးသားရောက်တယ် မိကိုနတ်တူအနေနဲ့ပူဇော်တာကိုမိပူဇော်တယ်လို့ခေါ်တယ်အေးဖះရှိမှာဖះောင်းနေထွန်းနေမိပူဇော်တာကဖះကိုပူဇော်တာမိပူဇော်တာမဟုတ်ဘူးမိပူဇော်ရဲဆိုတာအိန္ဒိယနိုင်ငံမှာထုံးစံရှေးဟောင်းယသိတွေတို့ဗြဟ္မင်းတွေတို့မိထွန်းပြီးတဲ့အခါထိုမိတဲ့မှာထောပါစီဥစသည်လောင်းထည့်ပြီးတော့မန္တန်ဒီရွတ်ဖတ်ပြီးတော့ နတ်ဖရာတွေကိုပူဇော်တာဟာမိပူဇော်တာလို့ခေါ်တယ်เนาะအမတန်မှအလေးနဲ့ထားပြီးတော့သူတို့ကပူဇော်လေးရှိကြတယ်အဲ့ဒီယသိတွေကလည်းတောထဲမှာသူတို့မိပူဇော်တဲ့ယသိတွေပေါ့မိကိုလှုပ်ကြွေးတယ်တဲ့မိကလေးဖို့ထားပြီးတော့ထိုးမိကလေးမငိမ့်ရအောင်လောင်စာတွေအများတန်းထည့်ပေးနေတယ်ရှစ်ခိုးတယ်မိကိုရှစ်ခိုးတယ်ပူဇော်တယ်ပတ်တာတယ်မိရဲ့ခုံပုတ်တွေကိုထုတ်ဆောင်တယ် သူတို့ပြောတဲ့မိရဲ့ဂုံဘုတ်ကအမတန်မှဂုံဘုတ်အချို့ကအမတန်မှရိုးရှင်းပါတယ်မိကိုနတ်တဦးအသွင်နဲ့မြင်လိုက်လို့ရှင်မိဆိုတာဟာတဲ့မကောင်းတာတွေကိုလည်းဖြည့်ဆည်းမပြတ်နိုင်ဘူးလားဆိုပါစို့ကိုမလိုချင်တဲ့ပစ္စည်းတွေအမိုက်တရိုက်တွေကိုမိတဲ့ထက်လိုက်ရင်မိကဖြည့်ဆည်းမပြတ်လိုက်ဘူးလားဟုတ်ပါဘူးခင်ဗျာအေးမကောင်းတာတွေကိုလည်းဖြည့်ဆည်းပြတ်နိုင်တယ် အဲ့ဒါကိုသူတို့ကမိကိုခြေဆုတင်တယ်လေမကောင်းတာတွေကိုဖြစ်စည်းပြစ်လို့ဒါမိရဲ့ခုံပုတ်အနေနဲ့ပြောတာဗမာရိအနေနဲ့တွေးကြည့်မယ်ဆိုလို့ရှင်အေးဒီမိရှိလို့ထမင်းချက်စားလို့ရတာပေါ့မိရှိလို့ညမောင်းမိုက်တဲ့အခါမှာအလင်းရောင်ရတယ်မိရှိလို့အေးနေလို့ရှင် အပူငွေလေးရတယ်ပေါ့ဒါခုခေတ်မှာတော့တိုးတက်လာတော့တခြားနည်းနဲ့အပူရတာတွေလည်းရှိတာပေါ့နော် ရှေးခေတ်ကအစဆိုတာတော့မိရဲ့ခုံကျေးဇူးတွေက အများကြီးပဲလေနောက်ဆုံးမှာအခုကတော့ gas မီးဖို့တွေဘာတွေပေါ်လာတာတမျိုးပေါ့သူလည်းမီးပဲမီးကတော့မီးမရှိပဲနဲ့လူတွေဟာ စားစရာရမှာမဟုတ်ဘူးเนาะချက်ပြုတ်စားတော့ရတဲ့အခါမီးဟာအမတန်မှတန်မိုးရှိတယ်ကျေးဇူးကြီးပါတယ်ပေါ့အဲ့ဒါလို့ကြံ့ကြံ့ဖန်ဖန်ကျေးဇူးတင်ပြီးတော့မီးကိုပူဇော်ပတ်သကြတာတဲ့ တို့အနေနဲ့မီးဆိုတာမီးနတ်ပဲမီးနတ်ဆိုတဲ့အရှင်သခင်ကို ပူဇော်ပသကြတာပေါ့အဲ့ဒီယသိတွေဟာတောထဲမှာဥရုဝေလာ တောကြီးထဲမှာ မီးပူဇော်တဲ့အကျင့်ကိုကျင့်ပြီးတော့ဗြမပြေကိုရောက်စေနိုင်တယ်လို့ယုံကြည်ခြင်းနဲ့လုပ်နေကြတာပေါ့သို့တော်ဒီယသိတွေဟာတာမန်ပုဂ္ဂိုလ်တွေတော့မဟုတ်ဘူး ဘဝတစ်ခုမှာပါရမီကိုအစပြုပြီးတော့ပါရမီကုသိုလ်တွေရှိတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့နှလုံးသားထဲမှာအတိညာရှိနေတယ်သို့တော်လည်းအတိညာဘလောက်ပဲရှိရှိပဝန်းကျင်တဲ့အခြေအနေကိုထိုးပေါက်သွားနိုင်တဲ့စိုင်းရတ္တိကမရှိဘူးဒါကြောင့်မို့ view ဆိုတာကွဲနေတတ်တယ်လေမြင်ကွင်းဟာဘာနဲ့ကွဲထားတယ်ဆိုလို့ရှိရင် အယူဝါဒရေးရာကမြင်ကွင်းတစ်ခုကို꿰ထားတယ်။꿰ထားသည့်အတွက်ကြောင့်ထိုကိတ္တုကာလကခေစားနေတဲ့မိနတ်ကိုပူဇော်တယ်ဆိုတော့ဒီလုပ်ငန်းဟာမြင့်မြတ်တဲ့လုပ်ငန်းလို့ယူဆကြတယ်။အဲဒါလို့မြင့်မြတ်တဲ့လုပ်ငန်းအဖြစ်သူတို့ဟာတောထဲမှာလူလောကရဲ့စိစိန်ချမ်းသာတွေကိုစွန့်လွတ်ပြီးတော့တောထဲမှာမိပူဇော်တဲ့အကျင့်နဲ့ကျင့်ကြံကြုတ်ကုတ်အထောက်နေကြတယ်။ သေရင်သူတို့မြမပြေရောက်မယ်လို့ယုံကြည်ချက်ရှိကြတယ်ပေါ့အဲ့ဒါလို့ကျင့်နေကြတဲ့ယသိတွေကသူ့နာမည်ကကတ္တပသို့သောဥရဝေလတောဥရဝေလတောဆိုတာမြတ်စွာဘုရားအလောင်း၆နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်တယ်အဲ့ဒီဥရဝေလတောမှနေလို့သူ့ကိုဥရဝေလကတ္တပလို့ခေါ်တယ်အေးသူနဲ့ဓာန်သူပဲသူတို့ကညီကို၃ယောက်သူ့ရဲ့ညီတယောက်ကလည်း ခုလိုပဲမိပူဇော်တဲ့ယတိဥရဝေလကသဘရဲ့နောက်မှာ တပည့်900ရှိတယ်သူညီကြတော့မြက်ကန်းချေမှာအောက်ချေမှာနေရင်စရာမြက်ကန်းချေမှာနေတာဖြစ်လို့သူကတော့နတိကသဘလို့ခေါ်တယ်ကသဘတော့ကသဘပဲသူတို့မျိုးနွယ်ရနာမည်ခေါ်ထားတာမြက်ကန်းချေမှာနေလို့သူကိုနတိကသဘလို့ခေါ်တယ်အေး ခရမျိုးနားမှာနေတဲ့ညီတယောက်ကိုတော့ခရကတ္တဗာလို့ခေါ်တယ်။နတိကတ္တဗာမှာအချံယံ300ရှိတယ်။ခရကတ္တဗာကျတော့အချံယံယသိတပည့်ပရိသတ်200ရှိတယ်။အလုံးပေါင်းလိုက်တဲ့အခါကျတော့1000ရှိတယ်။